ချစ်တဆာတိခမကြောင့်ကိုမရှိပါတဲ့အပြည့်ချစ်တဆာမမေးတဲ့တမိငါကိုအသက်မေးတယ်တဲ့တမိငါအသက်ဘယ်လောက်ရှိပြီလဲမေးလို့တမိငါကိုမေးရင်15နှစ်ရှိပြီလို့ပြောလို့တင်ထားတာတဲ့ကြောင့်တယောက်မှမယုံဒီမှာစာရွက်စာတမ်းနဲ့ငွေစည်းရင်းနေနဲ့တိတိကျကျပြနိုင်လို့ကယုံကြတာဖြစ်တာဟိုမုန်တန်အော်နေတဲ့ယောဂါရဲ့ပြီးတော့နှလုံးနှလုံးမကောင်း ပြီးလို့ရှိရင်သူကဆီရှူကြတယ်ပြီးတော့အဲဦးနောင်ကအကြိတ်ကြောင့်တက်တာပေါ့သူ့ထက်ငယ်တဲ့73နှစ်ဆိုတော့ကလေးမလေးတွေအကြောင်းမှအကြီးကြီးတွေကြီးပဲသူကကြတကက်တေးတေးလေးအတိတ်ဘဝသူ့မှာလဲဝက်ကြွေလေကို့မှာကို့မှာလဲတော့သူနဲ့တွေ့ဖို့ဝက်ကြွေပါလာတော့လဲပေးဆက်ရတာပေါ့အဲ့လိုပဲယူဆတယ် ောက်ရည်တင်ပါစငါနေရှိပါတယ်သူကဟိုမုန်းတာအားနေတယ်တဲ့ပြီးတော့သူကခဏခဏတက်တော့အဲ့လိုမျိုးအကြီးကရက်သွားတာလားတော့မသိသူကအသက်ရှောင်းနေလောက်မှာစပြီးတော့အဖျားကြီးပြီးတော့ခါးစီနှစ်ခါးတောင်ဖောက်ရတယ်ခါးစီဖောက်ပြီးဆိုသူစကားမပြောတတ်ဖြစ်သွားတယ်ရုပ်ကလည်းသူများလိုလူကြီးရုပ်လိုရိပ်မလာဘူးအတိညာန်တိတ်မရှိတိုက်ကသူ့ကိုလှက်လိုက်တာတဲ့ဒါပေမဲ့အသက်အပိုင်းရှာနဲ့လှက်လိုက်တာတော့မဟုတ်တဲ့ သူ့ကိုသာသနာပြုဖို့အတွက်လွတ်လိုက်တာတဲ့သူကအဲဖရသွားရင်လည်းအဲမြန်းနဲ့နဲ့အမတော်စီဝင်မို့ပြောတယ်ပြောတယ်ပြီးလို့ရှိရင်ခဏခဏလည်းသွားဖြစ်တယ်သူကအစိမ့်အောင်ကြီးစရတအားကြိုက်တယ်ဖြစ်တာဟိုမုန်တန်းအော်နေတဲ့ယောဂါရဲ့ပြီးတော့နှလုံးနှလုံးမကောင်းပြီးလို့ရှိရင်သူကဆီးရှိုကြတယ် ီးတော့ဥနောင်တွေကအကြိတ်ကြောင့်တက်တာပေါ့လေးငါးမျိုးသူဖြစ်တဲ့ယောဂါကကြတော့ကြောက်ဖို့ကောင်းတယ်။ तू ကနေမကောင်းဖြစ်ရှင်လာလို့ရှိရင်စီရှိုးတွေကြတော့ခါ तू ကထမင်းမစားဘယ်နဲ့အဲ့ရတဲ့ကမထတော့ဘူး။မထဘဲနဲ့မျက်လုံးကြီးပွင့်ပြီးအဲ့လိုမျက်တောင်ဖြတ်ဖြတ်နေခတ်နေတယ်။ဟာကဲအဲ့ဒါအတွင်းတက်ကတက်နေပြီ။အတွင်းတက်တက်ပြီးအသားတွေပြာသွားတယ် तू ။အသားတွေပြာသွားပြီးအဲ့လိုဆေးရုံခဏခဏအဲ့လိုမျိုးပဲတက်ရတယ်။တလတစ်ခါပြရတယ်။ပြီးလို့ရှိရင်တစ်ပတ်တစ်ခါပြရတယ်။ ှတော့မှတ်တယ်အနှကြိုက်တယ်အမီရလည်းအနှကြိုက်တာစိတ်ရောမကောင်းမှသူများတို့ကလေကြောင်းတက်တဲ့အချိန်မှာလဲသူမှကြောင်းလဲမတဲရသူကပြောတယ်ကြောင်းတက်ရှင်နေဆိုတော့ကြောင်းကိုသွားထားလိုက်ပြန်လဲဆေးရမတွေကသူကတက်ရှင်ရင်လဲကောက်တက်တယ်အကြောင်းကသူ့ကိုဟိုစိတ်လည်းမချပါသူ့ကိုအကြောင်းကိုမထားနဲ့တဲ့အိမ်မှာပဲတင်းနေအဲ့လိုမျိုးဆိုတယ်အဲ့တော့ကိုကစိတ်မကောင်းဖြစ်ရအမီရကြောင်းတက်ရှင်အမေကြောင်းတက်ရှင်နေပြော ကယ်ကြည်ထားပြီးပထမတန်းတက်တဲ့နေ့မှမထားရလူတွေကမေးတော့ तू အသက်မပြောတဲ့မပြတဲ့တော့မမေးတဲ့တမိငါကိုအသက်မေးတယ်တမိငါအသက်ဘယ်လောက်ရှိပြီလဲမေးလို့တမိငါကိုမေးရင်15နှစ်ရှိပြီလို့ပြောလို့တင်ထားတာအဲ့ဒါကြောင့်တယောက်မှမယုံဒီမှာစာရွက်စာတမ်းနဲ့မွေးစင်းရင်နေနဲ့တိတိကျကျပြနိုင်လို့ကယုံကြတယ်စာတရား ရခိုင်ပြည်နယ်တန်တွဲမြို့ကြောက်စိတ်ရွာသားသမီး၃ယောက်ရှိတယ်အကြီးလေးကတော့ငယ်လေးကပဲမြောက်ဦးဒီမှာသူ့အကြီးနဲ့နေတယ်ဒီမှာဒီအငယ်လေးတရားပေါ့သူလည်းကြောင်းမတရားတယ်ငါးနေပဲရှိသေးတယ်ဟုတ်တယ်အင်းကြီးစင်တူလေးတွေဝက်သွားရင်ကားပေါ်ထက်မှာဆိုမေးကြတယ်အမှားဘူးလားလို့မေးကြတယ်မေးကြတော့ဆယ်နှစ်กว่าတည်းဆိုလူတွေကအံ့ဩတယ်ခလေးတွေကြပြန်တော့လည်းသမုံသူများတို့ကသားသမီးကြီးကျွေးလို့တော့ကိုမတော့မကျွေးနိုင်ပေါ့သူကသူကသဘောတူမှာဟိုအချိုးရေ1500ရံလောက်တောင်းရင်ကိုက900ရံလောက်ပဲဝယ်ပေးနိုင်တယ်လို့မျိုး ်ယူရတဲ့ရှင်ဘူးကြာမမေကဘာပြောလဲမေကပတ်စံမရှိဘူးကြာကိုကတော့ဝယ်ပြရှင်တာပေါ့ကို့မှာမရှိတဲ့ခါအစင်မပြေတဲ့ခါကြတော့လဲဘလို့စိတ်တော့မကောင်းဖြစ်ရတာပေါ့သူသမီးငယ်မေမေနာအစင်ပြေတဲ့ခါကျရင်ဝယ်တိုက်မယ်အားစေးလဲဝယ်တိုက်မယ်ဆရာမတွေကအားစေးဝယ်ခိုင်းတာအားစေးရတော့အခုချိန်ထိမတိုက်နိုင်ဘူးသူ့ထက်ငယ်တဲ့73နှစ်ဆိုတဲ့ကလေးမလေးတွေကအเจ้าမှာအကြီးကြီးတွေကြီးပဲသူကကြတကက်တေးတေးလေး အဲ့ဒါသူ15နှစ်ဆိုတော့ဟိုက73နှစ်ရှိတဲ့လူကသူ့ကိုအောက်ကိုငုံကြည့်ရတယ်။အတိတ်ဘဝသူ့မှာလဲဝက်ကြွေးလေကို့မှာကို့မှာလဲတော့သူနဲ့တွေ့ဖို့ဝက်ကြွေးပါလားတော့လဲပေးဆိုင်ရတာပေါ့။အဲ့လိုပဲယူဆတယ် ာတင်တာကတော့အမကတော့ဘယ်လိုအမရှိနေသေးရတော့ခရီးဒီကလေးမလေးဒီအသက်မသေးမသေးရအောင်ပေါ့နော်ဟိုတသက်လုံးပြုစုစောင့်ရှောက်သွားဖို့လို့တော့အမကတော့ဆုံးဖြတ်တာလေဒီဘယ်လိုပြောပလဲသူ့အတွက်နဲ့ပတ်သက်လိုက်ရင်အမဘယ်လိုပဲနေရာမှာအကူညီတောင်းရရဘလူစီမှာပဲတောင်းတာပဲကူရရဆိုတဲ့စိတ်တောက်ပဲထားတယ်အမရှိနေသေးရတော့သူကတော့ဟိုဘယ်လိုပြောဖို့လဲဆိုလို့ရှိရင်ဆေးရတော့ခုဖြစ်နေမှာပဲ အမမရှိရင်တော့လည်းတေးသွားရင်တော့လည်းမသိပေါ့လိုက်ဆန်ရှိရှိမရှိရှိစိတ်ယုံတော့ရအောင်သွားတယ်မရှိပါစေလေဒီလိုပဲလူတွေကိုအတနာခံပြီးတော့ပြောပြီးတော့စိတ်ယုံရအောင်သွားတယ်